ယနေ့ဂျေဇုရှင်များကိုယေရှုပြီးပြီးစမိမနှစ်ပါးကိုနှစ်ဖက်သောမိမများယေရှုပြီးကုသကောင်းမှုပြုလုပ်တဲ့ဥပ္ပိမြတ်တော်တတင်သောပြီးတော့မြည်ကလေးပူရဏဝိမိအတွက်တပူရဏဝိမိတလပြည့်နေ့မွေးနေ့ကုသပြုလို့အထူးကြတဲ့အလှရှင်များကိုဘုန်းကြီးကဘဝမြင့်တန်ချမ်းမြေ့ပျော်ရွှင်ဒီခေါင်းစဉ်လေးနဲ့တူတူချင်းချင်းလူရင်းရောက်အောင်ဟောကြားပြီးမယ် ဘုန်းကြီးတို့ဘဝဆိုတာကမြစ်တင်မှသူအမြစ်ကိုရောက်လာမှာကိုမမြစ်ရင်မြစ်မမြစ်တင်ဘူးဆိုရင်ဘဝသူရောက်တဲ့နေရာမှာရရောက်တဲ့နေရာမှာပဲတန့်နေမှာအဲ့ဒါလို့ဘဝမတန့်မတန့်ဘူးအတွက်အကြောင်းကောင်းသောအကြောင်းတရားကိုအခြေခံပြီး မြစ်တင်ရမှာဖြစ်ပါလေဘဝဆိုတာမြစ်တင်နိုင်မှမြစ်တက်သွားမှာဖြစ်ပါလေအမြင့်နဲ့အနိုင်ကဟောဘု တန်တရားကိုကြည်လင်ကြည်လဲတဲ့တန်တရားမှကြည်လဲတဲ့အခါမှာအမြင့်ဆိုတဲ့အကောင်းဆုံးပဲအဲဒီတော့ဘဝကိုမြင့်တင်တဲ့နေရာမှာကုစုတရားနဲ့လည်းမြင့်တင်နိုင်တယ်ဥစ္စာဒနာရှာဝေစုဆောင်ပြီးဥစ္စရဏရှိအောင်အဲ့ဒီနီးနဲ့လည်းပဲဘဝမြင့်တင်လို့ရတယ်ပညာတော်ထူးခြင်းအောင်ပညာဖြင့်လည်းပဲဘဝမြင့်တင်လို့ရတယ်အချုပ်အပြည့်အဲ့ဒီသုံးမျိုးပေါ့ ဲ့ဒီသုံးမျိုးထဲမှာအကောင်းဆုံးဘဝမြင့်တင်နိကကုသိုလ်ဖြစ်ဘဝမြင့်တင်နိကအကောင်းဆုံးဘာကြောင့်လဲဆိုရင်လူဘဝဆိုတာအထက်တန်းစားဘဝပါထက်တန်းစားဘဝကုသိုလ်အခြေခံပြီးရလာရောက်လာကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကုသိုလ်ဖြစ်မြင့်တင်နိုင်မှဒီဘဝကပိုးပြီးတော့တည်တံ့ခိုင်ခန့်မှဖြစ်ပါတယ် 巴家，我那表哥那边，贵州那个车家米，家来得，家来得，不过皮得，哎 <music>，没米多，都不过去，家往浦上皮去的，贵州天涯哈，安海端面，那走路回家，皮子端面，所以，哦，跑瓦哈，跑马跑的多，那酷，都一江边沿沿那条，悠悠皮子端面，贵州说的，一江天涯。 တခါတည်းအာနဲသွားတတ်တယ်ကိုလှုပ်ထားတဲ့ကုသိုလ်တရားတွေတန်တရားမှာလှုပ်ခဲ့တဲ့ကုသိုလ်တရားလူဘဝကိုရောက်အောင်ပို့ဆောင်ပေးတာတော့ဟုတ်ပြီအဲဒီလိုပို့ဆောင်ပေးတဲ့ကုသိုလ်တရားကနဲသလားမြားသလားဘယ်သူကမှမသိနိုင်ဘူးအတကယ်လို့ကုသိုလ်တရားကအကြောင်းတစ်ခုခုကြောင့်အာနဲသွားရင်မိမိတို့ဘဝရည်တည်မှုအခြေအနေဟာတမျိုးတစ်ဖုံရည်ရင်သွားနိုင်တယ်အဲဒီလိုမဖြစ်ဘူးအတွက်ဘဝကို ကုသိုလ်နဲ့ထပ်ပြီးတော့မြင့်တင်ခြင်းကအကောင်းဆုံးပဲဒီကုသိုလ်ကုသိုလ်ရှိနေရင်မြဲမောက်ဘဝမှာလောရကံရဆောင်ရွက်ရတာလွယ်ကူတယ်တကယ်တော့ဘုန်းကြီးတို့လူသားတွေဟာလူဘဝကိုရလာကြတဲ့ကိုကကုသိုလ်ရှိလို့ရောက်လာ ရလာတာဖြစ်ပါတယ်အဲကုသိုလ်ရှိပေမဲ့လို့တခါတည်းကကုသိုလ်ကအားနည်းသွားတယ်အားနည်းသွားရင်ခုနပြောသလိုဘဝဟာတမျိုးတပိုးပြောင်းလဲသွားနိုင်တယ် အကုသိုလ်အားမနည်းဖို့အတွက်ကုသိုလ်တရားဖြင့်ထပ်ပြီးတော့မြှင့်တင်ပေးရတာဖြစ်ပါတယ်ကုသိုလ်အားကောင်းတဲ့ပုဂ္ဂိုလ်ဟာလုံငန်းကံကံဆောင်ရွက်တဲ့အခါမှာကုသိုလ်အားကောင်းတဲ့အတွက်ကြောင့်လောက်ရကံရဆောင်ရွက်ရတာလွယ်ကူတယ်ကုသိုလ်ဆိုတာမြေတော့မမြေရဘူးသူကဘာကိုကုသိုလ်လို့ခေါ်တယ်လဲဆိုရင်ဘုန်းကြီးတို့တွေအလုပ်လုပ်ကြတဲ့နေ့စဉ်နေ့စဉ်အလုပ်လုပ်ကြလုပ်တဲ့အခါမှာကောင်းသောလုပ်ငန်းလည်းပါတယ်မကောင်းတဲ့လုပ်ငန်းလည်းပါတယ် အဲကောင်းတဲ့လှုပ်အလှုပ်ကိုလှုပ်တဲ့အခါမှာကုသိုလ်အလှုပ်ပဲဆိုပါတော့ကုသိုလ်အလှုပ်ကအကောင်းဆုံးအလှုပ်ပါပဲကုသိုလ်လုပ်ငန်းကိုလှုပ်တဲ့အခါမှာလှုပ်ပြီးတဲ့အချိန်မလှုပ်ခင်အချိန်လှုပ်ပြီးတဲ့နောက်ပိုင်းအချိန်လှုပ်ဆဲအချိန်ပေါ့လှုပ်ပြီးနောက်ပိုင်းအချိန်ဩစိတ်ထဲမှာနှစ်သက်မှုကြည်နူးမှုဝမ်းမြောက်မှုဖြစ်ပေါ်လာတယ်အဲဒါလို့ကုသိုလ်နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့နှစ်သက်မှုဝမ်းမြောက်မှုပင်ကြည်နူးမှုကိုကုသိုလ်လို့ခေါ်ရတာဖြစ်ပါတယ် ကုသိုလ်ဆိုတာကမမြင်ရဘူးပေါ့ကိုကိုရကိုနှုတ်စိတ်သုံးပါးနဲ့အလုလုတဲ့အခါမှာကောင်းသောအလုကိုလုတ်ပြီးတဲ့ချိန်စိတ်ထဲမှာနှိမ့်သက်မှုဝမ်းမြောက်မှုပြည့်ကျဉ်မှုဖြစ်ပေါ်လာတယ်အဲ့ဒီဖြစ်ပေါ်လာတဲ့ကျဉ်ဝမ်းမြောက်မှုကိုပဲကုသိုလ်တရားလို့ခေါ်တယ်အဲ့ဒီကျဉ်ဝမ်းမြောက်မှုဆိုတာလည်းပဲကောင်းသောလုဆောင်ချက်ကုသိုလ်နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ကျဉ်ဝမ်းမြောက်မှုမျိုးကိုသာလင်ကုသိုလ်လို့ခေါ်ရတယ် တခါတည်းရမကောင်းတာလို့တော့ကိုယ်စိတ်ထမှာကျင့်တတ်မှုနှိမ့်သက်မှုအတိုင်းအတာတစ်ခုတော့ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကုသမဟုတ်ဘူးကုသမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီနှိမ့်သက်ကျင့်တတ်မှုတွေကရေရှည်အဖြစ်မိမိဘဝအတွက်ကောင်းကျိုးကိုမဖြစ်စေဘူးကုသိုလ်ပြုလုပ်လိုက်တဲ့အခါမှာ ကုသိုလ်ဆိုတာသူတစ်ဖက်သာချမ်းသာဒုက္ခဖြစ်စေဖို့ရည်ရွယ်ချက်နဲ့မေတ္တာတရားအခြေခံထားပြီးလုပ်တာဒါနပဲဆိုပါတော့ဒါနပြုလုပ်တယ်ဆိုရင် တဏ္ဍဆိုတာပေးရတာကိုပေးလိုက်တဲ့အခါမှာအပေးခံရတဲ့ပုဂ္ဂိုလ်ဒီနေ့အလှခံပုဂ္ဂိုလ်တွေမိမိရဲ့အလှကိုခံယူပြီးကြံပါပါစေချမ်းသာပါစေတိုးတက်ပါစေအောင်မြင်ပါစေကြီးပွားပါစေဆိုတဲ့ဒီမေတ္တာတရားကိုခြေခံပြီးဆောင်ရွက်ကြတာကိုအဲဒီလိုမေတ္တာတရားကိုခြေခံပြီးဆောင်ရွက်ကြတဲ့အတွက်ကြောင့်ဩကို ကောင်းသောလှုပ်ဆောင်ချက်ကိုလှုပ်ပြီးတဲ့အခါမှာစိတ်ထဲမှာနှိမ့်သက်ခြင်းတော့ပြင်းထန်မှုတွေဝမ်းမြောက်မှုတွေဖြစ်ပေါ်လာတယ်အဲ့ဒါကုသိုလ်တရားလို့ခေါ်တယ်မမြင်ရပေမဲ့ကုသိုလ်ကရှိတယ်ပြီးတော့အဲ့ဒီကုသိုလ်တရားဘေးမှာထိုင်ကြည့်နေတဲ့ပုဂ္ဂိုလ်ကအော်ဒီဒီလူကုသိုလ်လုပ်နေတဲ့ကုသိုလ်ရသလားမရဘူးဆိုတာမသိနိုင်ဘူးမိမိလှုပ်တဲ့သူကပဲစိတ်နဲ့တွေးပြီးတော့သိရတာဖြစ်ပါတယ်ကိုယ်စိတ်ကိုပြန်စစ်စစ်ကြည့်တဲ့အခါမှာငါကုသိုလ်လုပ်တဲ့ ခုကုသိုလ်လုပ်ပြီးပြီကုသိုလ်လုပ်ပြီးတဲ့ဒီအချိန်မှာငါကျေနပ်တယ်နှိမ့်တယ်ဝမ်းမြောက်တယ်ဆိုရင်ဒါကုသိုလ်အပြည့်အဝရတာပဲတခါတည်းကကုသိုလ်တော့လုပ်တယ်လုပ်နေတဲ့အခိုက်မှာအကုသိုလ်ဆိုတဲ့အနှောက်အယှက်တွေကဝင်လာတဲ့အခါမှာစိတ်ထဲမှာနှိမ့်တယ်မှုကြည်နူးမှုဝမ်းမြောက်မှုတွေအပြည့်အဝဖြစ်ခြင်းမှလည်းဖြစ်မယ်အဲဒါလို့မဖြစ်ဘူးဆိုရင်မိမိတို့ရရှိတဲ့ကုသိုလ်ကကုသိုလ်လို့သာခေါ်ရတယ်အားရှိသော ကုသိုလ်မျိုးမဖြစ်ဘူးအဲအဲ့ဒါကြောင့်မို့တန်တရားကျင့်လေတဲ့အခါမှာ ိမိတို့ဘဝကိုလူဘဝသူကတိလို့ခေါ်တဲ့လူဘဝရောက်အောင်ပုံဆောင်ပေးတဲ့ကုသိုလ်တရားအားရှိလာဖို့တဲ့ဘဝကိုမြင့်တင်ပေးရတယ်ကုသိုလ်တရားဖြင့်မြင့်တင်ပေးခြင်းအပြင်ဘဝဟာချမ်းမြေ့ပျော်ရွှင်မှုစုရလာမှာဖြစ်ပါတယ်အဲဒါကြောင့်ယင်းဒီမွေးနေ့ဘွယ်လည်းဒီတိုင်းပဲဘဝကိုမြင့်တင်တဲ့အနေနဲ့မွေးနေ့ဘွယ်လှုပ်တယ်မိဘနှစ်ပါးကိုယေစုတယ်ဆိုတာလည်းပဲနှစ်ဖက်သောမိဘကိုယေစုတယ်ဆိုတာလည်းပဲယေစုတရားသိလို့ မိမိတို့ရရှိတဲ့ကုသိုလ်တွေကိုမိမိကိုကျေးဇူးဆသောအားဖြင့်မိဘနှစ်ပါးကိုခွေခွဲဝေပေးခြင်းဖြစ်ပါတယ်ချုပ်လိုက်တဲ့အားလုံးဒါဒီကနေ့လှုပ်ဆောင်ချက်တွေဟာသာသနာတော်နဲ့ဆက်နွယ်ပတ်သက်ပြီးပူဇော်လှူဒန်းတဲ့လှုပ်ဆောင်ချက်ဖြစ်တဲ့အတွက်ကြောင့်ကောင်းသောလှုပ်ဆောင်ချက်ဆိုတဲ့ကုသိုလ်တရားကို ပြုလို့အားထုတ်ကြတာဖြစ်ပါတယ်ကုသိုလ်ဆိုတဲ့သဘာဝကအနဝိသဒုက္ခဝိပါကလို့ဘုရားကဟောတယ် 孤独出来，阿比跟人当心的，把孤独外撇撇，孤独慢人，阿比给人当心嘞。这边，哎，阿比给人当心的孤独底下嘞。没没那个受伤，那来比受耶？阿的孤独底下噶，没没那个高处抛上边嘛？枇杷嘞，把把呃，都快会把个抢得到，啊，就个背的，阿里孤独底下个，孤独呢？阿孤独那苦的噶？ အကုသူကဆင်းရဲတဲ့အကျိုးကိုပေးတယ်ကုသူကချမ်းသာသောအကျိုးကိုပေးတယ်မရောဘူးနော်အဲ့ဒီနှစ်ခုကမရောဘူးမိမိတို့လှုပ်ထားတဲ့အလုတ်ကကုသူအလုတ်ဖြစ်ရင်အဲ့ဒီကုသူအလုတ်ကမိမိတို့အတွက်ဆင်းဆင်းရဲမှုကိုမဖြစ်စေဘူးချမ်းသာမှုကိုပဲဖြစ်စေတယ်အဲ့တော့အကုသူဆိုရင်တော့ ချမ်းသာမှုကိုဖြစ်စေဘူးဆင်းရဲမှုကိုဖြစ်စေတယ်ဒါဒါအဲကြောင့်မို့ယနေ့မိမိတို့ပြုလို့အထုတ်လိုက်တဲ့ကုသိုလ်တရားတွေမိဘနှစ်ပါးကိုယေစုထားတဲ့အတွက်ကြောင့်လည်းပဲမိဘနှစ်ပါးအတွက်ချမ်းသာဒုက္ခကိုဖြစ်စေတယ်တိုးတက်မှုကိုဖြစ်စေတယ်အော်မွေးကင်းစကလေးမိကလေးအရွယ်ကိုမိကလေးကိုလည်းယေစုသူ့အတွက်ပြုတ်လို့တဲ့ပြုတ်လို့တဲ့အတွက်ကြောင့်အော်သူလည်းပဲဒီကုသိုလ်အရှိန်နဲ့ကုသိုလ်သတ္တိကြကုသိုလ်အစွမ်းကြောင့် ့ချမ်းသာဒုက္ခကိုဖြစ်စေတယ်ဒါဒါကြောင့်ယနေ့ချုပ်လိုက်တဲ့အခါမှာလူရှင်များရဲ့နှလူသားထဲမှာစုဆောင်ရရှိလာတဲ့ကုသိုလ်တရားတွေသည်အပြစ်ကင်းသန့်ရှင်းသော ကုသိုလ်တရားဖြစ်တဲ့အတွက်ကြောင့်ချမ်းသာဒုက္ခကိုဧကံမုခပေးနိုင်သောတရားဖြစ်ပါနဲ့ယခုကဲသို့ချမ်းသာဒုက္ခကိုဧကံမုခပေးစွန်းနိုင်သောချမ်းမြေ့ပျော်ရွှင်မှုကိုဖြစ်စေနိုင်သောကုသိုလ်တရားကိုစီဘူးအထုတ်လိုက်ရတဲ့အတွက်ကြောင့်အလှရှင်များ အားလုံး ဘေးရန်ကင်းကွာကိုစိတ်နှပြအတိအတိချမ်းမြေ့ပျော်ရွှင်နိုင်ကြစေကုန်သတည်းကဲရည်စက်ကြကြရအောင်ရည်စက်ကကံလဲဆိုကြမယ်ဣဒံမေပုံညံနိဗ္ဗာဏတပစ္စယောဟောတုယနေ့ယခု ပြုလို့အထောက်ရသော ကောင်းမှုကုသိုလ်အဆုစုသည်ကုသိုလ်ကောင်းမှုပြုလုပ်သူများအားလုံးအတွေ့ဘေးရန်ကင်းခြင်းအန္တရာယ်ကင်းခြင်းကြည်ပါတိုးတက်အောင်မြင်ခြင်းအဆရှိသောကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုပေးစွမ်းနိုင်ကြောင်းအထောက်အပံ့ကောင်း ဖြစ်ပါစေဣမံပုညဘာကံသဗ္ဗတတ္တနံဒီမယင်းဒီယခုပြုလို့အထောက်ရသောကောင်းမှုအစုစုဤအဖို့ဘာကအဝဝကိုကျေစုကြည်မှမိဘဘူပါဆရာသမားများကိုအစထား၍ 31ဘုံသားသတ္တဝါများအားအမျှပေးပွေကြပါကုန်၏အမျှရာကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမျှဝေချရအောင်အားလုံးကြာကြသမျှအမျှအမျှ ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမျှ အမြအမြယူတော်မူကြပါကုန်လောသာဓုသာ